စင်ပေါ်မှာပြည်သက်တွေကိုဖြုတ်ပြင်းအနေစာရောက်သွားရရှာတဲ့မြန်မာအနုပညာရှင်၄ယောက်ပြည်သက်များအားလုံးမင်္ဂလာပါရှင်အနုပညာရှင်တော်တော်များများက သူတို့ရဲ့ဘဝတစ်ခုလုံးကိုအမှုပညာအတွက်မြုံနှံထားကြတဲ့သူတွေဖြစ်ပါတယ်။ပရိသတ်ရဲ့အရှိမဆေးမင်းပေါ်မှာပဲနောက်ဆုံးထွက်သက်သည့်အမှုပညာအလုံးနဲ့ကုံဆုံးခြင်းနေဆိုတာသူတို့မကြခင်ကပြောလို့ရှိတဲ့စကားတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုဆူတောင်းမျိုးကတကယ်တမ်းဖြစ်လာတဲ့အခါမှာတော့ကျန်ရစ်သူပရိသတ်တွေအတွက်ရောမိသားစုဝင်တွေအတွက်ပါအတိုင်းမသိဝမ်းနည်းချေခွင့်စရာအဖြစ်ရတစ်ခုဖြစ်ခဲ့ရပါတယ်။ဒီနေ့မှာတော့ကျွန်မကအစာပေဂီတသဘင်ရုပ်ရှင်နဲ့ပဲအသီးသီးမှပရိသတ်တွေကိုဖျော်ဖြေရင်းနဲ့အမှုပညာအလုံးလုံးရင်းနဲ့အသက်ဆုံးရှုံးကွယ်လွန် ောင်းသွားခဲ့ရတဲ့အနုပညာရှင်၄ဦးအကြောင်းကိုစူးစီးဖော်ပြပေးတော့မှာဖြစ်ပါတယ်။နံပါတ်၄သဘင်လောကရဲ့ Egress ဦးရွှေမန်းတင်မောင်ပရမအူဆုံးတစ်ယောက်ကတော့မြမသဘင်လောကမှာကနဝင်တွင်ရင်းမိန်ဇမင်သားကြီးရွှေမန်းတင်မောင်ပဲဖြစ်ပါတယ်။သူဟာဒုက္ခဒုက္ခကအောင်မြင်ဆုံးဇမင်သားတစ်ပါးဖြစ်ခဲ့ပြီးတော့သူ့ရဲ့အနုပညာအမွေကိုမျိုးဆက်သည့်သားသမီးမြင်းမြစ်တွေထိလက်ဆင့်ကမ်းနိုင်ခဲ့တဲ့သူပါ ရွှေမန်းတမောင်ဟာဇက်သပင်ကိုဘလောက်တောင်မြန်လို့တလဲဆိုရင်အသက်ရွယ်ချင်းမြင်တဲ့ဒီဇက်စင်ဘောကမဆင်မဲ့သားမီးတွေနဲ့အတူဇက်လိုက်ကပြတဲ့သူပါသူ့ရဲ့နောက်ဆုံးချိန်ကလည်းသူ့အချစ်ဆုံးဇက်စင်မြင်ပေါ်မှာပဲဖြစ်ခဲ့ပါတယ်။တညမှာဇက်ထုတ်ကပြရင်အမောဖောက်လာပြီးတော့ဇက်စင်ပေါ်မှာပဲလဲကြကပြန်မထနိုင်ခဲ့တော့ပါဘူး။ကွယ်လွန်ချိန်မှာတောင်ဇက်ဝစ်ဆောင်အပြည့်အစုံနဲ့သူ့ချစ်တဲ့ပရိသတ်ရှိမှမိသားစုအမှုပညာမောင်နှမတွေရှိမှကွယ်လွန်သွားခဲ့ရပါဘူး။ နံပါတ်3ဂီတာစင်မြင့်ထက်ကကျဲတဝင်းအဆိုတော်အဒီနိုမကြသေးခင်ကမှပရိသတ်တွေအားလုံးကိုထိတ်လန့်တုန်လှုပ်စေခဲ့တဲ့ဖြစ်ရပ်တစ်ခုရှိပါတယ်။ဒါကတော့အဆိုတော်ထရေစီရဲ့သားချင်း FIBA 109 T1 ကိုတီထောင်သူအဆိုတော်အဒီနိုရဲ့ကွယ်လွန်ခြင်းမှာပဲအော်တိုဘာလ25ရက်ညက EDS အဖွဲ့ရဲ့နှုတ်ဆက်ပွဲမှာသူပါဝင်သူဆိုခဲ့ပါတယ်။ သူဟာနှလုံးရောဂါခဲကြောင်စတန်ထည့်ထားရတဲ့သူဖြစ်လို့သချင်းဆိုတာနဲ့ဝေးကွာနေခဲ့တာကြာပါပြီ။ဒါပေမဲ့ဒီတပွဲကိုတော့သူနောက်ဆုံးအနေနဲ့သချင်းဆိုမယ်လို့ဆုံးဖြတ်ထားတဲ့ပွဲလို့သိရပါတယ်။ဝန်ထဲဆရာကောင်းတာကရေမွန်ရဲ့မငုံနဲ့တော့သချင်းကိုသီဆိုနေရင်စင်ပေါ်မှာယုတ်တည့်အလဲချသွားပြီးတော့အသက်ပါပျောက်ဆုံးသွားခဲ့ရတာပေါ့။အသက်38နှစ်အရွယ်မှာသူ့အချစ်ဆုံးဂီတဆင်မြင်းပေါ်မှာပဲပရိသတ်ကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ရဖြစ်ပါတယ်။နံပါတ်2ရုပ်ရှင်ရိုက်ကွင်းပေါ်မှာကျွေလွင်ခြင်းမင်းသားပြင်းငင်း နောက်တူကတော့ရုပ်ရှင်တွေပဲကမင်းသားပြင်ရင်းမှာသူကတော့အစင်ပေါ်မှာကွယ်လွန်တာမဟုတ်ပေမဲ့ပြိသက်အတွက်အနုပညာအလုံးလောက်ကရင်အသက်ဆုံးရှုံးခဲ့ရတဲ့သူပေါ့မင်းသားပြင်ရင်းကရုပ်ရှင်ဇာတ်ကားကြီးတကားရိုက်ကူဖို့အတွက်တခြားနုပညာရှင်အများအပြားနဲ့အတူရထားနဲ့ခရီးထွက်ခဲ့ပါတယ်အဲ့ဒီခရီးစဉ်အတွင်းမှာပဲသူကရထားပေါ်ကနေမတော်တဆပြုတ်ကျသေးဆုံးခဲ့ရပါတယ်ဝန်ထဲစရာအကောင်းဆုံးကသူပြုတ်ကျသွားတာကိုဘယ်သူမှချက်ချင်းမသိလိုက်ပဲနောက်တနေ့မနေ့ရောက်မှသိရှိခဲ့ရတာပါရုပ်ရှင်ရိုက်ဖို့ထွက်သွားရကနေအိမ်ကိုပြန်မရောက်လာတော့တဲ့မင်းသားပြင် ြင်ရင်အတွက်ပြည်သက်တွေလည်းအထူးပဲကြေကွဲခဲ့ရပါတယ်။ နံပါတ်1စာပေဟောပြောပွဲစဉ်မြန်ထက်ကဆရာမောင်သိန်းဆိုင်နောက်ဆုံးတဦးကတော့စာပေနေဘေကဖြစ်ပါတယ်။စာရေးဆရာကြီးမောင်သိန်းဆိုင်က2006ခုနှစ်ကစာပေဟောပြောပွဲတခုမှာပရိသတ်တွေကိုစကားပြောဟောပြောနေရင်လည်းရုတ်တရက်လဲကျပြီးတော့ခွင်လွန်သွားခဲ့တာဖြစ်ပါတယ်။သူကလည်းအဆိုတော်အဒီနိုလဲကျသွားတဲ့ပုံစံအတိုင်းပဲပရိသတ်ကိုစာပေအသိပညာတွေဟောပြောနေရင်လည်းသူရဲ့စင်မြင့်ပေါ်မှာပဲရုတ်တရက်အသက်ထွက်သွားခဲ့တာပါ။အခုကျွန်မတင်ပြခဲ့တဲ့သဘင်အနုပညာရှင်ရွှေမန်းတင်မောင်ဂီတပညာရှင်အဆိုတော်အဒီနိုရုတ် ှင်ပညာရှင်မင်းသားပြည်ငိမ့်နဲ့စာပေပညာရှင်ဆရာမောင်သိန်းဆိုင်တို့ကလည်းပဲမတူကြပေမဲ့သူတို့ချက်မြတ်လို့ဆိုအနုပညာအလုပ်တွေကိုလုပ်ရင်းနဲ့ပရိသတ်တွေရဲ့ရှေးမောက်မှာဘဝကိုအဆုံးသတ်သွားခဲ့ကြသူတွေဖြစ်ပါတယ်။ဒီအနုပညာရှင်တွေရဲ့နောက်ဆုံးချိန်လေးတွေကကျမတို့ရဲ့ဘဝရဲ့မတိမဲခြင်းအတန်ဝေကတရားကိုပေးစွမ်းနိုင်တယ်လို့သူတို့ရဲ့အနုပညာပေါ်မှာထားတဲ့အချက်နဲ့အစေတနာကိုလည်းသက်သေပြသွားခဲ့ပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ရောဒီအနုပညာရှင်တွေရဲ့ဘဝနေကုန်းပေါ်မှာဘယ်လိုခံစားရလဲဆိုတော့မှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးပါအောင်နော်။ အမတ်တရားဂုံပြူစကားလေးကိုလည်းပြောသွားခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်